ကိုဖြိုးနဲ့တွေ့ကြလို့ဟုတ်ကိုဖြိုးအရေးဆုံးပြီးလိုက်ချလာတာဟုတ်တယ်အမှားလားဒီမှာတော့ထိုင်အောင်လားဟုတ်ဟုတ်ထိုင်မနော်ဟုတ်ဟုတ်ကဲကိုပြိုးနဲ့ဘာလို့တွေ့ကြတာတော့အဖေနဲ့မိကဟိုကကျမကြီးမကောင်းဘူးလေအင်းမလည်းမတန်ဆွမ်းငယ်ဆုံးညီမလေးကလည်းစိတ်ကမနှံ့ဘူးသူကငယ်ဆုံးငယ်ဆုံးလည်းစိတ်မနှံ့ဘူးငယ်ဆုံးကလည်းစိတ်မနှံ့သူစိတ်မနှံ့တာငြင်းငြင်းမနေဘူးအင်းအမေကလိုက်ပြီးထိုင်ရတာခုကျအမေကသွေးတို့စီးကြုံနဲ့ဟို ရှိရကိုကောင်းကောင်းမရှောင်းနိုင်တော့ဘူးလေထမင်းရလည်းမေရချင်းနေဘက်မှာနေရောလားဟုတ်ဒုက္ခတွေရောက်လုံးလို့အရဲဆွန့်ပြီးတော့လိုက်လာကျွန်တော်ဒီကိုလိုက်ချလာတာဟုတ်တွေ့ချင်းတော့အော်တကယ်မတွေ့ဘူးဝင်တယ်ဖေနဲ့မေတို့အမကဒီလိုမင်္ဂလာတယောက်တာမင်းနဲ့ဆွေမျိုးသားချင်းနေလည်းမပါဘူးတယောက်ထဲအရဲဆွန့်လိုက်ချလာတယောက်ထဲလိုက်လာကျွန်ရကစီးလိုက်လာတာဟုတ်ကျွာကားမဟုတ်ကျွာကားမဟုတ်ဘူးအေးအနောက်ကျအဲ့လိုတွေမလုပ်ပါနဲ့ဟုတ်အနေအများလို့ခက်ခါလာနေမင်္ဂလာနဲ့ဆိုကြတော့နော်ဟုတ်ကိုယ်လည်းမတန်ဆွမ်းဆိုကြတော့လေဒီခြေတော့ကကြတော့မွေးရပါလား ဟုတ်လေးလာခွဲသမီးစေတို့မှာလေးလာခွဲသမီးမှာစေတို့မှာတာဟုတ်ဟုတ်အခုကြမှာလောက်စားတော့အခုကြမှာဆက်ချုပ်တာဆက်ချုပ်တယ်ဆက်ချုပ်တာတန်လို့တော့မဟုတ်ဘူးမိမကိုလောက်ကြွေးခြင်းလို့လေကြမ်းပါဆက်ချုပ်တယ်နင်းနိုင်လားဒီလိုဒီလိုဒီလိုမနင်းနိုင်ဘူးဟုတ်ဒီမတန်တဲ့ဒီဘက်ကလေးကနောက်ကထားဟုတ်ဒီရှေ့ဟာဒီလိုထားပြီးဒီဘက်ကနင်းလိုက်ဒီဘက်ကထိန်လိုက်နေအဲ့လိုလေဩအဲ့တော့ဟိုနယ်ဘက်တွေမှာဆက်ချုပ်ပြီးတော့မိဘကိုပြန်ပြီးတော့ရှာကြွေးနေလားဟုတ်ဟုတ်ဩနောက်ကြတော့အဲ့လိုတွေမလုံးနဲ့ အခုကိုဖြိုးနဲ့တွေ့ဖို့ရဘယ်နှစ်လောက်ထိစောင့်လာရတော့ဘယ်နှစ်ရတပတ်လောက်စောင့်တပတ်လောက်ထိစောင့်လာရတယ်အမတွေ့မချင်းကိုမပြန်တော့ဘူးစိတ်ကူးထားတာဟုတ်တယ်အခုညီမရရင်တောင်မှကိုဖြိုးကိုမြင်တွေ့ရရင်တို့ပရိဒါလုပ်ငန်းလုပ်နေတဲ့ကိုဖြိုးရဲ့မျက်နှာဒါစုကိုမြင်ရင်ကျေနပ်ပြီအဲ့လိုမျိုးဟုတ်ပြအဲ့လိုလိုက်လာနောက်ကြအဲ့လိုတွေစိတ်လိုက်မှမှာတွေမလုပ်ပါနဲ့ကျွန်တော်တို့အတွက်နဲ့တပတ်လူဒုက္ခရောက်သွားမှာကြီးကိုမလိုလားဘူးလေကျွန်တော်တို့ကနယ်တွေအကုန်ရှောက်လှည့်သွားနေရတာဆိုတော့ဒါဆိုရင်ကျွန်တော်မနေ့ကတော့အမပြန်ရောက်တာဆိုကြတော့အဲကြောင့်ချက်ချင်းလာတာဒီနေ့ဒီနေ့ထွက်ချလာတာ မတော့ဆိုရင်တော့မလာဘူးလာလည်းမလာရဘူးအဖေဖေတဲ့မေရတကယ်ဒုက္ခရောက်နေတော့ကျတော့စွန့်လာမယ်တက်ရှင်လုံးလေးမိဘကိုတန်မိုးထားရတာအဲ့လိုကိုတက်ထိုင်နေအလောက်ကနေဟုတ်လောက်တော့ကျွေးတဲ့အတိုင်းမဲ့ကြက်မကြီးဆိုတော့တက်နိုင်တော့ဘူးလေအဲ့ကျတော့ကိုဖြိုးစီကိုသွားမယ်ရဲဆိုပြီးသွားမယ်ကားပေါ်တက်တော့လေအဲ့တက်ခါနီကိုကားမလာခင်ကိုပြော့တာညီမတယောက်ငါ့ဟူတော့လို့ဒီကားပေါ်ကိုမရောက်ရအောင်တင်ပေးတော့လို့ကားမတင်ဘူးဆိုရင်ဒါမှသူကမဖြစ်ဘူး လိုင်းမှာဖြစ်မှာဆိုပြီးတော့အားပေးပြီးတင်ပေးနော်ဆိုပြီးတော့အားတွေတင်တာအဲအားနဲ့ကားလဲလာရောသူကဒုံးတင်ပေးရတယ်တိုက်ချင်းလို့ကိုမပြောဘူးခွေးဘလူကားလေးနဲ့သူကလက်တစ်တူနဲ့အမရောကဒုံးတက်တာကားကနောက်ခေါက်လာလိုက်ကျက်စီလာတာပေါ့အဲမရရဘလောက်ပေးခဲ့ရတော့ကားကကားက2000တုံးတာဟုတ်လားစင်းစင်းရဲရဲနဲ့လိုက်လာဒီကခါကလည်းမတန်ဘူးလေဒီလိုဒီလိုဒီလိုလေးလိုက်လာရ ဲ့လိုမျိုးလေးကိုထားမယ်ဒီလိုလေးလောက်ဒီကကြိုးဆွဲပြီးဒီလိုထောက်လိုက်လာရအမအခုအတက်ဘယ်လောက်ရှိတော့ရတော့40 40တောင်ရှိပြီအင်းကဲဟုတ်ပြီကိုဖြိုးနဲ့တော့တွေ့ပြီအဲဆိုရင်ကျွန်တော်အမတို့မိသားစုလေးလေပတ်ဖို့ရအတွက်ရှိတဲ့အလူငွေလေးကျွန်တော်လှူပေးခဲ့လိုက်မယ်နော်ဟုတ်ဟုတ်ဟုတ်ပြီနော်အလူရှင်နာမည်လေးပြောပေးမယ်နားထောင်ပြီနော်အလူရှင်ကကွယ်လွန်တူမိခင်တဲ့ဒေါ်အေးဒေါ်အေးအိဟာယူစုရဲ့တဲ့ဒေါ်အေးဟိန်အာယူစုရဲ့တားဖြစ်တူတဲ့ မောင်စိုးဝန်32ပြည့်မွေးနေ့ကုတော်ဆိုပြီးတော့ခေတ္တထိုင်းနိုင်ငံတိုင်းမှာနှစ်သိန်းလူထားလေးရှိအဲ့နှစ်သိန်းလူပေးမယ်နော်ဟုတ်ဟုတ်အပြီးရင်ဘုရားရှိမလဲဆိုရင်အဲကိုအဲပေါက်စားတယ်မထွေးထွေးစိမ့်နဲ့တားဖြစ်တူတဲ့ကာယာမင်းခန့်ကဏီမြို့နဲ့အဲကဏီမြို့နဲ့အုံမရွာနေပြီးတော့မှတသိန်းလူထားလေးရှိတယ်အလူငွေကြ3သိန်းရှိတယ်အဲ့3သိန်းလေးလူပေးလိုက်မယ်နော်ဟုတ်ပြီနော်ဒါမိသားဟိုနေဘက်ဆိုတော့3သိန်းလောက်ကိုလောလောဆယ်တော့ကျွန်တော်အရင်ဆုံးမှတည်ပြီးတော့လူပေးလိုက်တယ်နော်ဟုတ်ဟုတ်ဒီဘာတွေလဲလမ်းသေးပညာနဲ့ဆိုရင်တော့ဒါ2သိန်းလောက်ကျန်တော့တယ် ါဆိုရင်တော့မိပါလေးအနေနဲ့စာဝတ်နေချောင်းနေမယ်ထင်ပါတယ်နော်ဟုတ်ဟုတ်လူငွေလေး3သိန်းပါလူပေးတဲ့လူရှင်တွေပါပြောချင်နေလဲဗျလူပေးတဲ့လူရှင်တွေကျမ်းမာပါသည်ချမ်းသာပါသည်ဒီတက်မှတ်ကလူနိုင်တန်းနိုင်ပါသည်မမိပါကိုမိဘအတွက်လာတဲ့အတွက်ဒီလိုလူပေးတဲ့အတွက်ဒီတက်မှတ်ကစီးပွားရေးတွေတိုးတက်ကြပါသည်ကျမ်းမာရေးတွေအဆင်ပြေကြပါသည်အားလုံးအားလုံးစားသရရာကိုအဆင်ပြေကြီးပွားတိုးတက်ကြပါသည်လို့ဆုတောင်းပါတယ်ဒါကျေးဇူးပါမာလေးနောက်တစ်ခါကျအဲ့လိုမျိုးတွေစိတ်လိုက်မှမာလေးရှောင်မလုံးနဲ့နော်အရင်ဆုံးကျွန်တော်ဟို booking you ချိတ်ကြည့်ပါနော် ဟုတ်ဟုတ်ဘွာနေတော့ရတာမိမတာဆိုကြတော့အနေအများလုံးလို့ပါနော်အမတို့ဆိုရင်လို့ပြောရနော်ဟုတ်ပြီနော်မိဘတို့ဆိုတော့လဲစွန်စားလာစွန်စားလာလိုက်တာဟုတ်ပြီဟုတ်ပြီနော်တို့ကဆိုလို့ရှိရင်လည်းအဲ့လိုမလုပ်ဘူးဒီနေ့ထမင်းသုံးနှက်စားရရင်တော့ပြီတော့ပြီဘယ်သူမှလည်းမမြင်ဘူးဝစ်စားတွေညံ့နွမ်းနေလို့လည်းဘယ်သူမှလာမကြည့်ဘူးဒီကဟုတ်ကဲ့ထမင်းသုံးနှက်စားရရင်ကြည်နေပြီဘာမှလည်းမလို့ခြင်းမိဘတို့ရေစွန်ထွက်ချလာတာမိဘတွေကလည်းအသက်ကြီးပြီလေဟုတ်လားတူတူနေတာဆိုတော့အမတယောက်ပဲလှုပ်ကျွေးနေရတယ်ကြံတဲ့သူက န့်တော့ပန့်ဘူးရဲ့သူတို့ကလည်းလက်လုတ်လက်စားလက်လုတ်လက်စားလေးဆိုတော့10လောက်အရမရောက်တာပေါ့သူကလည်းလိုင်းစိတ်မကောင်းပြီးပြန်ရတယ်ရေးစုံကြုံပြီဆိုရင်ဒီဖုံးအုပ်လေးနဲ့ပို့လူလာပါအောင်ဒီလူလာပါအောင်နဲ့ခေါ်ရတယ်သူတို့ကလည်းတနာတော့ကြလာလာပြီးကြတယ်ဩကဲကုတော့ကုနေကြပါဟုတ်ပြီကျွန်တော်တို့နော်